အားလုံးပဲမှုမလာပါခင်ဗျာရဲဒီတန်ရာတွေကလည်းပြန်လဲကျူဆူပါတယ်ကျွန်တော်တို့နေ့လည်နေခင်း၃နာရီအချိန်ဖြစ်ပါတယ်အခုချိန်ကြီးကတော့ကျွန်တော်အခုကတော့ကျွန်တော်တို့ကရဲဒီတန်ရာတွေသင်တန်းကျောင်းကိုရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်အိမ်ရယုံမှာသင်တန်းကျောင်းကိုလာတဲ့လမ်းမှာကျွန်တော်တွေးမိတာလေးတခုပေါ့နော်ကျွန်တော်တို့မန္တလေးကိုရောက်စတော့ကကျွန်တော်ဆိုလို့ရှိရင် အပေါင်းအသင်းပိတ်ဆွေမရှိအရေးဒီကြောက်ဒီကြောက်ပညာနဲ့ပတ်သက်တဲ့ပညာအရေးချင်းပေါ့နော်အဲပညာလည်းပဲကျွန်တော်မတက်ပြီးလို့ရှိရင် ဝင်ကြီးအရင်ကြီးလည်းမရှိခဲ့ဘူးအဲ့လိုမျိုးအခြေအနေရမှာကျွန်တော်ဒီ personal grooming လို့ကျွန်တော်တို့ခေါ်တယ်ကိုယ်ရည်ကိုယ်သွေးတိုးတက်ရာတိုးတက်ကြောင်းတွေဘယ်လိုမျိုးလုပ်ခဲ့လို့အခုကျွန်တော်တို့ဒါဂျိန်းတန်ဒီတင်တန်းကြောင်းဂျိန်းတန်ဒီကုမ္ပဏီပိုင်ရှင်ဖြစ်တယ်လဲဆိုပြီးတော့မှကျွန်တော်တွေးမိတယ်အဲ့တော့ဘယ်အကြောင်းအရာတွေကဒီလိုမျိုးຢာတွေကိုဖြစ်စေတယ်လဲလို့ကျွန်တော်တွေးလိုက်တဲ့အခါမှာကျွန်တော်ဒီမန္တလေးကိုရောက်လာတဲ့ကျွန်တော်တို့ဆယ်စုနဲ့ပေါ့နော်ဆယ်စုနဲ့ကျွန်တော်ကြော်ပါပြီအခုဆိုရင်ကျွန်တော်2000လောက်ကလေးကရောက်တယ်နော်2006လောက်ကလေးကကျွန်တော်မန္တလေးကိုရောက်တယ်ပေါ့နော် အဲ့တော့ဘယ်အကြောင်းအရာတွေကကျွန်တော်တို့တိုးတက်မှုတွေဖြစ်စေတယ်လို့ကျွန်တော်ပြန်တွေးမိတဲ့အခါမှာတော့ကျွန်တော်လုပ်ငန်းကျွန်တော်ဒီမန်လေးရောက်စားတဲ့မှာကျွန်တော်ကလုပ်ငန်းတော့မျိုးစုံလုပ်ရတယ်ပေါ့နော်။ဥပမာလပိတ်ဆိုင်လုပ်တာတို့ဆက်ရုံတွေမှာလုပ်တာတို့စသည်အားဖြင့်ပေါ့နော်။လုပ်ငန်းမျိုးစုံကျွန်တော်လုပ်ရပါတယ်။ရေကဲမှုရောင်းတာတော့ပြောချင်တာကအဲ့လိုမျိုးလေးလုပ်ငန်းလေးတွေကြုံရကြပန်းလုပ်ပြီးလုပ်နေရင်လည်းကျွန်တော်မှာအကောင်းဆုံး help တစ်ခုကျွန်တော်ရှိခဲ့တယ်။အဲ့ဒါပါလဲဆိုတော့ ကျွန်တော်ညဘက်တင်မှာအားတဲ့အချိန်မှာကျွန်တော်သင်တန်းနေတက်ခဲ့တယ်သင်တန်းပေါင်းစုံပေါ့ကျွန်တော်အင်္ဂလိပ်စာရေးဝန္ဒနာပါတော့အင်္ဂလိပ်စာတွေတက်ခဲ့တယ် ကွန်ပျူတာတန်းနဲ့တက်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော် public speaking လို့ခေါ်တဲ့လူလူလူရှိမှာထွက်ပြီးတော့မှစကားပြောတဲ့အတက်ပညာစသည်အားဖြင့်တင်နန်းပေါင်းဆိုဒီ marketing နဲ့ပတ်သက်တဲ့တင်နန်းတွေပြီးရင်စီးပွားရေးနဲ့ပတ်သက်တဲ့တင်နန်းတွေစသည်အားဖြင့်ပေါ့နော်တင်နန်းပေါင်းဆိုကျွန်တော်တက်ခဲ့တဲ့အလေးအကျင့်ကကျွန်တော်ရဲ့ဒီ personal quality ဆိုတဲ့ကိုယ်ယူကိုယ်သွေးကိုတိုးတက်စေရာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကြောက်လောကမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အပြင်မှာဆိုရင်ပြောတတ်နေကြရတာပေါ့ အာသင်တန်းတွေတက်မနေပါနဲ့သင်တန်းတက်တာတွေကဘာမှအကျိုးမရှိပါဘူးစတဲ့ပြပြောတာတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ level ကျွန်တော်တို့ကြောက်လောကတွေဝင်တဲ့အချိန်မှာကျွန်တော်တို့စတဲ့ပြီးတော့မှကျွန်တော်တို့သင်တန်းတွေတက်ခဲ့တာပါပဲကြောက်သင်တန်းတွေတက်ခဲ့တယ်ပြီးတော့မှကြောက်ဝမ်းထဲမှာလည်းကျွန်တော်တို့လက်တွေ့တွေလုပ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့အယူအဆကတော့သင်တန်းတက်တယ်ဆိုတာက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး personal quality ကိုတိုးတက်စေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအဲကျွန်တော်တို့ဟိုအားလက်ချိန်တွေမှာအခုလိုမျိုးအမျိုးရသေးအချိန်တွေကလေးတွေအားနေရတယ်များတယ်ပေါ့နော်အားလက်ချိန်တွေကိုဒီတိုင်းအခမဲ့မဖြစ်စေဘဲနဲ့အလကားမဖြစ်စေဘဲနဲ့ကျွန်တော်တို့ learn something new ပေါ့ဗျာနော် learn something new ဆိုတော့အစ်စ်အစ်စ်တွေတစ်ခုခုကိုကျွန်တော်တို့လေ့လာသင်ယူနေသင့်တယ်အချိန်တွေအားလက်ပြီးတော့မှကျွန်တော်တို့ Facebook ကိုသုံးရင်းဟုတ်လား social media မှာအချိန်ကုန်ရင်းနဲ့အချိန်တွေကုန်သွားမဲ့အစားကျွန်တော်တို့ learn something new ကိုလိုချင်တဲ့ပညာရပ်တစ်ခုခုကိုကျွန်တော်တို့အများအားဖြင့်နန်းနေတည်ရင်လေ့လာမယ်စာအုပ်တွေဖတ်ရင်လေ့လာသင့်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ မျှဝေပေးလိုက်ပါတယ်ကျွန်တော်တို့ဒီလည်းပဲတဖြည်းဖြည်းနဲ့ကုလီကုလီတွေတိုးတက်ပြီးတော့လုပ်ငန်းတွေကိုလောက်တက်ကင်တက်ဖြစ်လာတယ်ဆိုတာလည်းပဲသင်တန်းများစွာကိုကျွန်တော်တို့သင်တန်းပေါင်းစုံတက်ခဲ့လို့ဖြစ်ပါတယ်ကျွန်တော်ရဲ့သင်တန်းသားတွေကိုလည်းအားလုံးကိုဒီမှာတိုက်ပြလိုက်ပါတယ်ဒါကတော့ကျွန်တော်တို့ကြောက်တင်တန်းပေါ့နော်။ကြောက်ကြောက်စိမ့်ကျွန်တော်တို့ဒါ body တင်တန်းအခြေခံ theory တင်တန်းဖြစ်ပါတယ်။ကြောက်တွေကိုကျွန်တော်တို့လက်တွေ့ကြည့်ရတယ်၊တမီးနဲ့ထိုးကြည့်ရတယ်။ကြောက်စီကြောက်သားတွေကျွန်တော်တို့လေ့လာရတယ်။ဈေးတန်းတွေလည်းကျွန်တော်တို့အခုမဟာအောင်မြေကြောက်ဝိုင်းထဲမှာ အယောင်းဝယ်ဖြစ်နေတဲ့ဇီးတန်းတွေကိုကျွန်တော်တို့ရှင်းပြပြီးတော့မှတင်ကြတာဖြစ်ပါတယ်ဒီတင်တန်းကတော့ကျွန်တော်တို့ဒါအုံးလာပိုင်း၁၆နှစ်နေရစတဲ့တင်တန်းဆိုတော့အခုတော့တက်လို့မမီတော့ဘူးပေါ့ကွာနော်ကိုကတော့အဲဒီလိုမျိုးကျွန်တော်တို့ဂျိတ်တန်းတွေတင်တန်းကိုလက်တွေ့ဒီကြောက်စိမ်းတင်တန်းကိုတက်ချင်တယ်ဆိုလို့ရှင်တော့အကြိုတင်ပြီးတော့ကျွန်တော်တို့ကအဲဟိုစည်ရင်လေးပေးထားမှာပေါ့နော်စည်ရင်ပေးထားတယ်ဆိုတော့ကျွန်တော်တို့ဒါ ဒီတကြံပြီးလို့လေးလပိုင်းကုန်ငန်းလေးကျမှပဲကျွန်တော်တို့ကတင်တန်းအဖြစ်တွေရှိမှာပေါ့နော်အဲ့တော့ဒီတင်တန်းကိုတက်မယ်ဆိုတော့ကိုယ်အနေနဲ့ကြိုတင်စီးရင်ပြည့်တယ်ဆိုတော့ကြိုတင်ပြင်ဆင်ရမှာပေါ့ကျွန်တော်တို့တင်တန်းမခွင့်ခင်ကတည်းက10ရက်လောက်ကြိုပြီးတော့မှကျွန်တော်တို့စီးရင်ပြည့်တဲ့တင်တန်းအပ်ထားတာပေါ့နော်အဲ့ဒီအခုတင်တန်းသားတွေကတော့ခုနကပြောသလိုကြိုတင်ပြီးတော့မှစီးရင်တွင်းထားစီးရင်အဲတင်တန်းအပ်ထားတဲ့သူတွေဖြစ်ပါတယ်အဲ့တော့အခုချိန်မှဆိုတော့ကျွန်တော်တို့ဒါတင်တန်းတက်လို့မရတော့ဘူးစီးရင်ပိတ်သွားတာဆိုတော့ ျွန်တော်ပြောဒီဗီဒီယိုလေးထဲမှာအဓိကပေးချင်တဲ့ message ကတော့လူတစ်ယောက်ရဲ့ personal quality ဆိုတဲ့ကိုယ်ရည်ကိုယ်သေးတိုးတက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကစာအုပ်တွေဖတ်ရမယ်လေ့လာကြရှိကြရေးလေ့လာရမယ် တင်တန်းနေတက်ရမယ်ပေါ့နော်အဲ့တော့တင်တန်းနေတက်တာကကိုယူကိုသေးကိုတိုးတက်စီပါတယ်ကျွန်တော်လည်းပဲအခုအချိန်လေးလည်းပဲကျွန်တော်တင်တန်းနေတက်ပါတယ် online တင်တန်းနေတက်တယ်အပြင်တင်တန်းနေတက်တယ်ကျွန်တော်တစ်နှစ်မှတင်တန်းမတက်တဲ့နှစ်ဆိုတာမရှိပါဘူးကျွန်တော်အခုကျွန်တော်နဲ့ဒီ personal quality ခေါ်တဲ့ကိုယူကိုသေးတိုးတက်စီတဲ့တင်တန်းကတော့ကျွန်တော်အမြဲတမ်းတက်ပါတယ် online တင်တန်းဆိုလည်းကျွန်တော်တက်ပါတယ်အဲ့တော့ page နဲ့ message ကတော့လူငယ်တွေအချိန်ကြီးကိုကျွန်တော်တို့ social media မှာပဲ မကုံဆုံးစေဘဲနဲ့ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်ဖြစ်စေတဲ့တင်နန်းတွေကိုရှာကြံပြီးတော့မှတက်တင်ပါတယ်။ကုံသွားတဲ့တင်နန်းကြီးထက်အစာပေါင်းများစွာတာတဲ့ဝင်ငွေတွေကိုယ့်ရှိကိုရရှိလာမယ်လို့ယုံကြည်ဖို့တော့လိုပါတယ်။ကျွန်တော်တို့တက်ခဲ့တဲ့တင်နန်းကြီးတွေအားလုံးထက်ကျွန်တော်တို့ပြန်ရတဲ့အစာတွေကကျွန်တော်တို့များစွာလာပါတယ်။ဒါလေးတွေအားလုံးကိုသိစေရပါတယ်။ဒီဗီဒီယိုလေးကိုအစားဆုံး like ပါတီရှူအားပေးကြတဲ့တယောက်စီအောင်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဂျိတ်တန်ရီတို့မှာပြန်လည်တွေ့ကြပါစို့ခင်ဗျာ။ 阿伦呗，拜拜嘛。